မင်္ဂလာပါရှင်ကိတ္တတလီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်စစ်ကြောင်းဖားကန့်နဲ့စေမိုင်ခန့်အကွာတို့ရောက်လာပြီးတိုက်ပွဲဆက်ဖြစ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဖားကန့်ကြောင့်စိမ့်မော်နဲ့စေမိုင်ခန့်အကွာပြားအောင်ရွာတို့ရောက်ရှိလာသောစစ်ကောင်စီတပ်ရှမ်းနီတပ်နှင့်ပြည်သူစစ်ပူးပေါင်းစစ်ကြောင်းကို KIA KPDF ပူးပေါင်းတပ်တို့ကပိတ်ဆို့တိုက်ခိုက်နေပြီးတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပါတယ် တိုက်ပွဲများဖြစ်ပွားနေစဉ်ဖားကတ်မြို့ထဲတွင်တက်ဆွဲထားသည့်စစ်တပ်ကလက်နက်ကြီးများပစ်ကူပေးနေသည့်မေလ19ရက်ညကဖားကတ်မြို့ဟာကုန်းမနေ၍စစ်ကောင်စီကလက်နက်ကြီးများပစ်ခတ်ခဲ့စဉ်ဒေသခံများစိုးရိမ်ထိတ်လန့်ခဲ့ကြသည်စက္ကစစစ်ကြောင်းကပြောင်းအောင်ရွာကိုရောက်လာပါပြီးရှေးဆက်တိုးလာရင်အရင်ကသူတို့တက်ဆွဲခဲ့တဲ့နှံတိန်ကိုရောက်မယ်ညကတော့လက်နက်ကြီးပစ်ကူပေးတဲ့မြေပြင်ကတော့တိုက်ပွဲရှိနေပါတယ်ဟု KIA နဲ့နီးစပ်သူသတင်းရင်းမြစ်ကပြောပါတယ် မေလ19ရက်ည7:00နာရီခန့်မှစ၍လက်နက်ကြီးပစ်ခြင်းဖြစ်ပြီး10မိနစ်ခန့်ကြာပစ်ခတ်တပ်များအလွန်ကျေလောင်ခဲ့ကြောင်းဖားကန့်မြုပ်ကန်များကပြောပါရယ် ကချင်ပြည်နယ်မိုးကောင်းမြို့အခြေဆိုင်အမှတ်3ခြေလင်းတက်မဟာစကခ3လက်အောက်ခံတရင်များနဲ့ပြည်သူစစ်နှစ်ဘွဲကဖားကန့်အခြေဆိုင်တမ33နဲ့လဲလက်ရန်စစ်ကြောင်းထိုးနေခြင်းဟုကချင်စီရေးတရင်ရေးမြက်ကပြောပါတယ်စစ်ကောင်စီတက်သည့်မိုးကောင်းကမိုင်းနံ့ရလုံခင်ဖားကန့်လန်းနှင့်မြကြီးနာနမတီလက်ဝါတနိုင်ဖားကန့်လန်းတို့မှတဆင်အင်အားများပြဖြင့်ဧပြီလ23ရက်နေ့မှစကစစ်ကြောင်းထိုးလာပြီးတလခန့်အကြာတွင်ဖားကန့်နှင့်စေမန်ခန့်အကွာတို့ရောက်ရှိနေခြင်းဖြစ်ကြောင်း စီရေးတရင်ရင်းမြစ်များထံမှသိရပါတယ်။ခါကန်ကာမိုင်းလန်ကျောအတိုင်းဆိုပါကမအူပင်ကြောက်ထူအွန်ကထောင်ခင်တောင်နဲ့ယာကက်မော်စောဆိုင်းဖရာဆိုင်းခော့ဆန်ခွန်ဆိုင်ဇော့ကိုရီယန်တရာညီနောင်ယုံတောင်ကြအောင်ကြောက်ထုနဲ့တိန်ခုနမိုင်း6မိုင်း9မိုင်းကြောက်ဖြာလေပြင်းလုံခင်းတဲ့ဖားကန့်ဖြစ်သည်စစ်ကောင်စီကတမတ်တမစာတက်လာခဲ့တာပါဒေတာကိုကျွမ်းကျင်တဲ့ရှက်ဒူးစွပြည်သူစစ်အဖွဲ့ကအကူအညီနေတယ်ဒီကြောက်စိမ့်ကြီးကိုပြန်ပြီး ခြေကုပ်ယူဖို့ကြိုးစားလာမှာမို့ဖားကန့်နေတဲ့တိုက်ပွဲတွေပြင်းထန်လာနေတယ်ဟုဒေသခံစစ်ရေးတရင်ရင်မြက်ကပြောပါတယ်စစ်တပ်စစ်ကြောင်းမှာတော်လည်ရေးဖွဲ့များဤတိုက်ခိုက်မှုကြောင့်ဖားကန့်မျိုးတို့ရောက်မည်မဟုတ်ကြောင်းဒေသခံတအူးကပြောပါတယ်မိုးရွာလာပြီးမုတ်တုံဝင်လာပြီးဖြစ်၍ရှေ့တွင်တိုက်ပွဲများပိုပြင်းထန်လာနိုင်ဟုဒေသခံအချို့ကပြောပါတယ်ဖားကန့်ဒေသကိုစစ်ကောင်စီကထိန်းချုပ်ထားနိုင်ခြင်းမရှိတော့လဲဖားကန့်ဘူဟာကုံ မဆွေရန်အချုပ်ထောင်လုံကင်းပြူဟာကုန်းလုံခင်းရဲစခန်းကန်စီပြူဟာကုန်းနှင့်ဖားကတ်မြို့မှရဲစခန်း၌တက်ဆွဲထားပြီးလက်နက်ကြီးများတက်ဆင်ထားသည် ဟာကန်မြို့နယ်သည်ရခိုင်ကလေးကကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF များလှုပ်ရှားသည့်နယ်မြေဖြစ်ပြီးပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလတွင်စိုင်းတောင်ရွာကိုအလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားသည်စစ်ကောင်စီစစ်ကြောင်းတိုင်းပြည်သူစစ်နှင့်ရှမ်းနီ SNA အဖွဲ့များအများပြားပါဝင်လာပြီးလက်ရှိစစ်ရေးအခြေအနေကြောင့်၄ချောင်းနှင့်လက်နက်ကြီးအနေရဲ့တရီထားရန်ဒေသခံအချင်းချင်းတရီပေးနေကြသည် ဆလပီအင်ကပူမျိုးနဲ့မဲဆလီကုန်းမျိုးတွင် AA နဲ့ PDF ပူးပေါင်းတံများကိုခုခံရန်စစ်တင်နှံပေးနေပြီးစီးပွားလုပ်ငန်းရှင်များထံမှတဲဦးလျင်၃သိန်းအိမ်အောင်စုတစုလျင်၁၁၁တက်ကောက်ခံ မဲစလီကုန်းကိုခန့်စစ်မျိုးအဖြစ်အသွင်ပြောင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အေယာဝတီတိုင်းအင်ကပူမျိုးနဲ့မဲစလီကုန်းမျိုးတွင် AA နဲ့ PDF ပူးပေါင်းတံများဝင်ရောက်လာပါကခုခံကာကွယ်ရေးစစ်တင်နေပြီးရန်စစ်ကောင်စီကပြင်ဆင်နေပြီးစီးပွားရေးလုပ်ငန်းရှင်များထံမှတအူးလျင်သုံးသိန်းအိမ်အောင်တစုလျင်တက်တောင်းစစ်တပ်ကကောက်ခံလျက်ရှိကြောင်းမဲစလီကုန်းမျိုးမှပြည်သူများကသတင်းဌာနသို့ပြောဆိုပါတယ်။ရက်ကူမေလာစမ်းပိုင်းမှစတင်ပြီးအင်ကပူမျိုးနဲ့မဲစလီကုန်းမျိုးတို့စစ်ကောင်စီတပ်အချို့ရောက်ရှိလာပြီး ပြည်သူများကိုအတင်းအကျပ်စစ်တင်နှံပေးမည်ဟုဆိုကာလူသူစုဆောင်းလာကြအဓိကအားဖြင့် AAPDF ပူးပေါင်းတပ်များဝင်ရောက်လာလျင်မဲဆလီကုန်းမြို့သည်အဓိကခံစစ်တပ်နေရာအဖြစ် ခုခံရမည်ဖြစ်ကြောင်းမဲဆလီကုန်းမြို့ကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်ဤခုခံကာကွယ်ရေးတိုင်းစစ်ဌာနခွဲတစ်ခုအဖြစ်ခုခံစစ်ပြင်ဆင်ခိုင်းခြင်းဖြစ်ကြောင်းသိရပါသည် မဲစီလီကုံမျိုးကစစ်ကောင်စီရဲ့အားထရာအားကိုရာတိုင်းစစ်ဌာနခွဲဖြစ်လာရမယ်လို့စစ်တပ်ကပြောတယ်။ထူးကြီးမျိုးဘက်ကနေဝင်ရင် AA နဲ့ PDF တွေကိုမဲစီလီကုံမျိုးကအဓိကခုခံဖို့ပြင်ဆင်တာမဲစီလီကုံမျိုးမှာစစ်တင်တန်းပေးမယ်။စစ်မှုတန်းတွေကိုရွာတွေကနေအကျိုးပို့လို့ဖို့ကားလိုအပ်လို့ကားဝယ်ဖို့အတွက်မဲစစ်လီကုံမျိုးကအလူရှင်တွေကိုတအိမ်ကို၃သိန်းကောက်တဲ့စစ်မှုတန်းတွေကိုထမင်းကျွေးဖို့တအိမ်ကို၁၀၀၀ကောက်တဲ့ စစ်တပ်နန်းတွေကစနေပြီဟုမဲဆလီကုန်းမြို့မှတည်တာကံပီသူတို့ကပြောဆိုပါတယ်စစ်တပ်ကစစ်တပ်နန်းပေးရန်အတွက်အင်ကပူမြို့နယ်အတွင်းရှိကျေးရွာများမှလူငယ်များကိုမဲဆလီကုန်းမြို့သို့စင့်ခေါ်နေကြောင်းသိရပါတယ်ယခုမေလလယ်ပိုင်းကလည်းအေအေနှင့်ပူပေါင်းတံများဝင်ရောက်လာပြီဟုဆိုကစစ်တပ်ကအင်ကပူမြို့နယ်ရှိကျေးရွာများကိုအကြမ်းဖက်စစ်တပ်က လေးချောင်းဖြင့်ဆက်တိုက်ပုံကျဲမှုများလှုပ်ဆောင်ခဲ့ပါတယ် မေလ15ရက်နေ့နံနက်ပိုင်းတွင်အင်ကပူမြို့နယ်ချင်းကိုက်ကွင်းကျေးရွာစတင်ကြောင်းကိုအကြံဖတ်စစ်တပ်ကလေရင်ဖြင့်ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းထို့ပြင်31တစ်ဆက်အနီးရှိရွှေညာမြေကွန်းရဆိုင်ကိုဘုံတလုံးထပ်မံကျဲချတိုက်ခိုက်ခဲ့ပြီးကွန်းရဆိုင်မိလောင်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ မေလ15ရက်နေ့ည9:30မိနစ်ခန့်အချိန်ကွင်းကောက်တတကငားမတက်လာသည့်အကျန်းဖတ်စစ်တပ်၏စစ်တပ်လီဒီများသည့်ဘေပြားကုန်းရွာစာစီကုန်းကွင်းရွာနှင့်ချင်းကိုက်ကွင်းကျေးရွာများကိုထပ်မံပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ မေလ16ရက်နေ့ည8:30မိနစ်ခန့်တွင်လေယာဉ်နှစ်စီးဖြင့်ဝါတော်ကွင်းရွာ၊ကြက်ပောင်ကွင်းရွာ၊တံမြာကွင်းရွာတို့ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။အကြံပတ်စစ်တပ်သည်လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေခြင်းကြောင့်လက်ရှိချိန်တွင်ဘေပြားကွင်းရွာ၊စာစီကုန်းကွင်းရွာ၊ချင်းကိုက်ကွင်းရွာ၊ဝါတော်ကွင်းရွာ၊ကြက်ပောင်ကွင်းရွာနှင့်တံမြာကွင်းရွာမှပြည်သူများဘေးလွယာထွက်ပြေးတိမ်းရှောင်နေရပြီးအကြံပတ်စစ်တပ်ကအုပ်ချုပ်ရေးမှုများလည်းထွက်ပြေးနေရကြောင်းသိရှိရပါသည်။ ဆက်လက်ပြီးဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်မှုနှင့်တဖြည်းဖြည်းရုံလုံးပေါ်လာနေတဲ့အာရကအိမ်မက်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တက်ထဲမှာရခိုင်ဆိုရင်ဘသူမှမသွားကြဘူး။ဘာလို့ဆိုရခိုင်စစ်စင်ရေးပါပြီးဆိုပြန်မလာနိုင်ဖို့ကရခိုင်နှောင်းပုံများတယ်။ဒီစကားဟာ2021ခုနှစ်အစောပိုင်းကာလကလေးကမြန်မာစစ်တပ်တွေကနေပြည်သူ့ဘက်ရက်တီလာခဲ့သူ ဝါရင့်တက်ချက်ကြီးတူပြောခဲ့ပူတဲ့စကားပါဒီလိုစကားမျိုးကိုအဆိုပါတက်ချက်ကြီးထံမှသာမဟုတ်ဘဲအခြားသောဗတ်ပြောင်းခိုလုံလာသူအလင်းဝင်လာသူတွေနဲ့သုံးပန်းတွေစီကပါမကြခဏကြားခဲ့ရဖို့ပါတယ်စစ်ကောင်သည်တပ်သားတွေစီကနေအရက်ကတက်တော်နဲ့ပတ်သက်ပြီးကြောက်ရွံ့တော်လို့စွာပြောဆိုမှုတွေကိုကြားခဲ့ရသလိုပဲထော်လန်ရေးအင်အားစုတွေဘက်ကနေလည်းအရက်ကတက်တော်ရဲ့စစ်သည်တွေဟာဘလောက်အမိန်နာခံမှုကောင်းပြီးစစ်သားပိတာလဲဆိုတဲ့ချီချူးပြောဆိုမှုအကြောင်းတွေကိုလည်းကြားခဲ့ရဖို့ပါတယ် မြန်မာနိုင်ငံရဲ့တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေတင်မှာမှဒီနှစ်ပိုင်းအတွင်းစစ်ကောင်စီကိုကောင်းကောင်းချိန်ချောက်ထားနိုင်ပြီးအပြောနဲ့အလုံညီအောင်ဖြည်းဖြည်းမှန်မှန်တတ်တည်ပြနိုင်တဲ့အဖွဲ့ကိုပြပါဆိုရင်ဟူစွာအာရကတက်တော် AA ကိုပြရမှာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အာရကတက်တော် AA ကို2009ခုနှစ်ဧပြီလ10ရက်နေ့ကစတင်တည်ထောင်ခဲ့တာဖြစ်ပြီးတမတော်စတင်တည်ထောင်ခဲ့စဉ်ကတည်းကအာနာရှင်လက်အောက်မှာရခိုင်ပြည်နယ်လွမြောက်ရံနဲ့ရခိုင်အချုပ်ချာအာနာကိုရခိုင်တွေပြန်လည်ရရှိရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါအရကတက်တော်တည်ထောင်ပြီး16နှစ်အကြာယနေ့အချိန်မှာတော့တက်မတော်ရဲ့ရီမန်ချက်ဖြစ်တဲ့ရခိုင်အချုပ်အခြာအနာကိုရခိုင်တွေပြန်လည်ရရှိရန်ဆိုတဲ့ရီမန်ချက်အလုံးစုံကြီးမပြည့်ဝသေးဘူးဆိုရင်တော့80ရာခိုင်နှုန်းလောက်အထိပြင်းမြောက်နေပြီလို့ဆိုရမှာပဲဖြစ်ပါတယ်အကြောင်းလေးဆိုတော့ရခိုင်ပြည်နယ်အတွင်းမျိုးနယ်18ခုရှိသည့်အနက်15မျိုးနယ်ကိုအေအေအနေဖြင့်အပြည့်အဝသိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ဒီနေရာမှာအာရကတက်တော်ရဲ့ရခိုင်ပြည်နယ်အတွင်းကစစ်စင်ရေးတွေနဲ့ပတ်သက်ပြီးအနေချင်းပြောလို့ပါတယ်။ ဟာရကတက်တော်ဟာမြောက်ပိုင်းမဟာမိတ်ညီနောင်၃ဖော်နဲ့ပေါင်းပြီးရှမ်းမြောက်မှာ2023ခုနှစ်အောက်တိုဘာလ28ရက်နေ့က2029အမီရစစ်စင်ရေးကိုဖော်ဆောင်ကရှမ်းမြောက်တကြောမြို့တွေစခန်းတွေတစ်ခုပြီးတစ်ခုသိမ်းယူခဲ့တယ်လို့ရခိုင်ပြည်နယ်မောင်းတော်ပုံနာကျောင်းအန်မြောက်ဦးနဲ့ချင်းနယ်ဆက်ပလက်ဝါတို့ဘက်မှလည်းတပြိုင်တည်းဆိုသလိုပင်တိုက်ပွဲတွေဖော်ဆောင်ပြီးအရေးကြီးတဲ့စခန်းတွေဖြူဟာစခန်းတွေတစ်ခုပြီးတစ်ခုသိမ်းပိုက်ခဲ့ပါတယ်။ စစ်မျက်နှာနှစ်ခုမှာတပြိုင်တည်းပုံစံတိုက်ခိုက်ခဲ့တဲ့အာရခတပ်တော်ရဲ့အဆိုပါလိုရက်ကိုတော်လန်ရေးတပ်ဖွဲ့တွေကိုယ်တိုင်ချီးကျူးပြောဆိုခဲ့ကြသလိုဒီလောက်အချိန်တိုအတွင်းမှာအေအေအနေနဲ့တပ်အင်အားကိုဘလို့အရွှေ့ပြောင်းလုပ်ခဲ့ကြလဲဒီလိုစစ်မျက်နှာအကျယ်ကြီးဖွင့်ပြီးတိုက်တာဟာရေရှည်မှာအေအေတပ်ဖွဲ့အတွက်အောင်မြင်နိုင်ပါမလားဆိုတဲ့မေးခွန်းမျိုးတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းအာရခတပ်တော်အနေနဲ့အဆိုပါတန်တရားတွေကိုဖြည်းဖြည်းနဲ့မှန်မှန်ပြီး၎င်းတို့သိမ်းဆရာရှိတဲ့မျိုးတွေတခုပြီးတခုသိမ်းပိုက်ကခြေပြတ်ပြခဲ့တာကြောင့်ယခုဆိုရင်ရခိုင်ပြည်နယ်မှာကြောက်ဖြူမန်အောင်နဲ့ ဲ့စစ်တွေမျိုးတို့လောက်သာအေးအေးသိမ်းပိုက်ဖို့ကြံပါတော့တယ်။ရခိုင်ပြည်နယ်ကိုစစ်ရေးအရအဓိကကိုကဲဆောင်ရှောင်းနေတဲ့ comment center လို့သတ်မှတ်လို့ရမယ်။တိုင်းစစ်ဌာနချုပ်အခြေဆိုင်အမ်မြို့ကိုတော့သိမ်းပိုက်ထားနိုင်တဲ့အရက်ခတ်တော်အနေနဲ့၎င်းတို့အလို့ရှိပါကရခိုင်ပြည်နယ်တဲကကြန့်ရှိနေတဲ့နေရာတွေကိုအချိန်မရွေးချသိမ်းလို့ရတဲ့ဆိုတာထင်ရှားနေပြီပဲဖြစ်ပါတယ်။ဂျာကိုကောင်းကောင်းကြည့်သဘောပေါက်ထားတဲ့မြန်အောင်လိုင်းတို့အနေနဲ့ကလည်းတနက်ကိုတနက်ချင်း စစ်ကိုစစ်ချင်းမရှင်နိုင်တဲ့အခါအိန္ဒိယတရုတ်နိုင်ငံရဲ့အကူအညီကိုသွေးဝိုက်သောနေဖြင့်ရယူဖို့အတွက်တရုတ်စီမံကိန်းတွေရှိရာကြောက်ဖြူကို လုံခြုံရေးအမိကန်တရုတ်ကြီးစားတပ်တွေခေါ်သွင်းပြီးရှမ်းမြောက်ကတော်လန်ရေးတပ်ဖွဲ့တွေတရုတ်ကိုမလွန်ဆန်နိုင်တဲ့အကွက်မျိုးရခိုင်ပြည်နယ်မှာလှုပ်လာခြင်းဖြစ်ပါတယ်။ ဒီနေရာမှာရခိုင်ပြည်နယ်နဲ့တရုတ်ဟာနယ်နိမိတ်ချင်းထိစပ်မှုမရှိသလိုကျေးဇူးကံကျေးဇူးစားလဲများများဆဆမရှိတာကြောင့်မြောက်ပိုင်းကအဖွဲ့တွေလိုတရုတ်ရက်ဆိုရင်ရဲရမယ့်အခြေအနေမျိုးအေးအေးတက်ဖွဲ့မှာမရှိဘူးဟုဆိုလင်စကားမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခွင့်အကျင့်တိုင်းမှာတရုတ်ရဲ့အရေးပါမှုရခိုင်ပြည်နယ်အတွင်းရှိတရုတ်ရဲ့ယင်းနှိမ့်မှုတွေကိုတော့ထက်ထွက်စဉ်းစားဖို့လိုအပ်နေပါတယ်။ဒါပေမဲ့လည်းရခိုင်တပြည်လုံး အာနာရှင်လက်အောက်မှာလွတ်မြောက်ပြီးရခိုင်ချုပ်ချာအာနာရခိုင်ပြန်ရရေးဆိုတဲ့အာရကတတ်တော်ရဲ့အ धिक ရည်မှန်းချက်အပြည့်မြောက်ရေးအတွက်တော့ဘူတုတ်ထွန်းမြန်နိုင်ဦးဆောင်တဲ့အာရကတတ်သားတွေဟာဘလို့အခြေအနေမျိုးပဲကြုံကြုံထေချာပေါက်ကြော်ဖြတ်ပြီးလှုပ်ရှားရှိတာကိုဆက်လက်လှုပ်ဆောင်သွားမယ်ဆိုတာကတော့တိကျလာတာမို့မကြတော့မဲ့နေရက်တွေအတွင်းကြန့်ရှိနေတဲ့ကြောက်ဖြူမှန်အောင်နဲ့စစ်တွင်မျိုးတို့ကိုအာရကတတ်တော်အနေနဲ့ဘလို့ဘူဟာတွေတုံးပြီးတိမ့်ပိုက်သွားမလဲဆိုတာဆက်လက်စောင့်ကြည့်ဖို့လိုအပ်နေတာပဲဖြစ်ပါတယ် ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။